ားလုံးပဲမင်္ဂလာပါခင်ဗျာ knowledge hub page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားပြီးမဲ့ကျမ်းမာရေးဘုဒ္ဓဆောင်းပါးတွေကတော့အစာအိမ်အကြောင်းပဲဖြစ်ပါတယ်ယနေ့ခေတ်လူတိုင်းလူလူမှာအစာအိမ်ပြဿနာတွေရှိတတ်ကြပါတယ်အစာတောက်မှားလို့ပဲဖြစ်ဖြစ်အစာစားချိန်လွန်သွားလို့ပဲဖြစ်ဖြစ်ရုပ်တရက်အစာအိမ်အောင့်တာရင်ပူတာတွေဖြစ်လာရင်ဈေးရုံစည်းကမ်းသွားစရာမလိုပဲနဲ့အိမ်မာတွေမလိုတက်တာအောင်လုပ်ရမယ်ဆိုတဲ့နီလန်းလေးတွေကိုပြောပြသွားပြပါမယ်ပထမဆုံးအနေနဲ့ စာအိမ်နာပြီဆိုတာနဲ့ရေခဲကြီးအချိုရေတွေကို လုံးဝမှေ့ထားလိုက်ပါ။ကောင်းဆုံးဆေးရတော့ရေနွေးနွေးလေးပါပဲ။ရေနွေးတောက်လိုက်တဲ့အချိန်မှာအစာအိမ်ကြွက်သားတွေရဲ့တင်းမာမှုကိုကြော့ကြစေပြီးတွေးလက်ပတ်မှုကိုကောင်းမွန်စေပါတယ်။အစာမကြေတာကိုလည်းတတ်တာစေတယ်။ဒါကြောင့်မလို့ရေနွေးကိုနည်းနည်းချင်းစီဆင်ပြေနေပြီးတောက်ပေးပါ။အကယ်၍အိမ်မှာ ပြားရည်စစ်စစ်အလွယ်တကူရရှိနိုင်မယ်ဆိုရင်ဒီရေနွေးနွေးလေးတွေကို ပြားရည်တစ်စုံလောက် ထည့်ပြီးတော့တောင်းရင်လည်းပို့ပြီးအဆင်ပြေပါတယ်။ပြားရည်ရလည်းစာရင်ကိုတက်တာစီပြီးတော့စာရင်နေရန်ကိုအကာအကွယ်ဖြစ်စေပါတယ်။ဒီနေရာမှာ ပြားရည်ရအစ်စ်ဖြစ်ဖို့တော့လိုအပ်ပါတယ်။ပြားရည်မစစ်ဘူးဆိုရင် မလိုလားအပ်တဲ့စီးကျိုယောဂတွေပါရည်ရှိဖြစ်လာနိုင်ပါတယ်ခင်ဗျ။ရင်နွေးကိုအရန်ပူလာကြီးကိုလုံးဝမတော့ပါနဲ့။တောက်လို့ရတဲ့အနေထားရင်နွေးနွေးလေးကိုသာ ဖြည်းဖြည်းချင်းစီတောက်ပေးပါခင်ဗျ။ ုတိယအချက်ကတော့မိဖို့ကြောင့်တွေကဆေးတွေဖြစ်တဲ့ချင်းချင်းဟာအစာရင်ရောင်ရမ်းတာကိုတတ်တာစီလို့ချင်းပြုတ်ရည်ကိုလည်းဖြိုတောက်နိုင်ပါတယ်နောက်တစ်ခုကတော့ငပြောသည်ပါငပြောသည်မှာပါဝင်တဲ့ပိုတက်ဆီယမ်ကအစာအိမ်အက်ဆစ်ကိုထိန်းညှိပေးပြီးအစာအိမ်နေရန်ကိုကာကွယ်ပေးပါတယ်သတိထားမှာတစ်ချက်ကတော့အစာအိမ်နာနေချိန်မှာအချင်းထက်များတဲ့အသီးတွေဖြစ်တဲ့သမယာသီးလိမ္မော်သီးတွေကိုတော့ရှောင်ထားသင့်ပါတယ် ဒါမှအစာအိမ်အချင်းပေါက်တာတွေကိုကာကွယ်နိုင်မှာပါတတိယချက်ကတော့အနေထိုင်မှာကျွန်တော်တို့ဒီနေရာမှာလူအများစုကဘိုင်းနာလာပြီဆိုရင်လက်အိတ်ခိုင်းတတ်ကြပါတယ်အဲ့ဒါကလုံးဝမှားမြင်ပါတယ်လက်အိတ်လိုက်တဲ့အခါမှာအစာအိမ်ထဲကအဆစ်တွေက အစာရည်မျိုးပြုံးနေကို ပြန်ဆန်တက်ပြီးတော့ရင်ပူတာကို ပိုဆိုးစေနိုင်ပါတယ်ဒါကြောင့်မလို့ထမင်းစားပြီး၃နာရီတွင်မအိပ်ပါနဲ့တကယ်လို့မဖြစ်မနေအိပ်ရမယ်ဆိုရင်တော့ခေါင်းအုံးကို ပုံမှန်ထက်မြင့်အောင်ထားပြီးမှ ိတ်ဆက်အားယူသင့်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကျွန်တော်သတိပေးချင်တာတစ်ချက်ကတော့အခုအထက်မှာပြောပြသွားတဲ့နီလန်းတွေကဝေဒနာတိတ်မပြင်းထန်တဲ့အခြေအနေတွေအတွက်ပဲဖြစ်ပါတယ်တကယ်လို့ဝမ်းမမဲတွေသွားနေတယ်ဝမ်းနေမှာသွေးတွေတောက်လျှောက်ပါနေတယ်ကိုယ်လေးချင်းရုတ်တရက်ကျသွားတာတွေနောက်ပြီးတော့ဘိုက်အောင်နာကလုံးဝမတက်တာပဲနဲ့မခံမရနိုင်အောင်ဖြစ်နေတယ်ဆိုရင်တော့ဒီအိတ်ထွေးကုထုံးတွေနဲ့မရတော့ပါဘူးဤဆရာဆရာဝန်နဲ့ပြတ်တာဖို့လိုအပ်ပါတယ်ခင်ဗျာ ားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ